်ဖွယ်၁၈ပါးနဲ့ပြည်စုံတဲ့မော်တင်စွန်စေတီတော်အေရီတိုင်းပသင်ခိုင်ငပူတော်မြို့နဲ့ဟိုင်းကြီးကျွန်းဒီပင်လယ်ကမ်းဆက်မှာရှိတဲ့မော်တင်ကူမှာတော့တမိုင်းဝင် မော်တင်စွန်စေတီတည်ရှိပါတယ်မော်တင်စွန်စေတီကမြန်မာနိုင်ငံမှာအစုံဆုံးတည်ထောင်ကိုယ်ခဲ့တဲ့စေတီတစုလို့တောင်မှဆိုရမှာပါကဘာတီတကိုးကြီးရွှေတကုံစေတီတော်ရဲ့ နောင်တော်စေဒီဆိုရင်လည်းမမပါဘူး။ဘာဖြစ်လို့လဲဆိုရင်တော့မော်တင်ဆွန်စေဒီကိုရွှေတကုံစေဒီတော်ထဲစောပြီးတော့တီထောက်ကိုခဲ့ခဲ့လို့ပါပဲ။ဂေါရမဘုရားရှင်တတ်တော်ထင်ရှားရှိစေတော့ကမြောက်ကလာပတိုင်းသားတွေဖြစ်တဲ့တဖုသားနဲ့ဗလိကကုံတဲ့ညီနောင်ဟာမဟာတက္ကရတရသုံးခုနဲ့မှကုံတဲ့ရောင်းဝယ်ရင်းနဲ့မြက်စွာဘုရားရှင်နဲ့ဖူးမြော်ခွင့်ရခဲ့ပါရယ်။ပြီးတော့အများပြည်သူကိုးကွယ်ပူဇော်ဖို့စံတော်ရှိသူချီးမြှင့်ကြတာပါ။ကုံတဲ့ညီနောင်လည်းစံတော်တွေကိုပင့်ဆောင်လာပြီးတော့ ဩဂလာပါအတိုင်းကိုရေချောင်းခီးနဲ့ပြန်လည်ထွက်ခွာလာခဲ့ကမဟာနာဂရတိုင်းနာကနေဖြတ်သွားရပါပြီ။အခုခေါ်ရခိုင်ပြည်နာကပါပဲ။အဲ့ဒီအချိန်မှာရခိုင်မင်းတပါဖြစ်တဲ့မဟာနဂရအဲဇုတာကစံတော်နှစုကိုအကောက်ခွန်ဖြင့်ပင်းဆောင်ပူဇော်ခဲ့တာပါ။အိနာကနေခီးဆက်ထွက်လာတဲ့ကုံသိန်းကြီးနောက်လဲဇေယသင်္နနဂါမင်းပိုင်နဲ့နဂရရဲ့ဝဲအမော်ကိုရောက်လာခဲ့ပြန်ပါပြီ။အခုမော်တင်စုံရက်မှာပါပဲ။ဒီရက်က ဗဒကဘာတွင်ပြွင့်တော်မူပြီးတော့ဂကုသိန်ခေါကနာကုံကတဖဖျားရှင်တို့ရဲ့ဓာတ်တော်မူတော်တွေကိန်းဝတ်တရှိတဲ့တနရကုံတောင်တရှိနေကြတာပါအခုခေါ်မျက်မော်တင်စွန်းတောင်ဖြစ်ပါရင် ကုန်တင်ကြီးနောင်တို့ဖြစ်တဲ့ချိန်မှာပင်ဓာတ်တော်မွေတော်တို့ရဲ့တကိုးတော်ကြောင့်စန်တော်ရီကနေရောင်ကြီးကွန်ပျူခဲ့ပါရီဒါကိုဇယတနာငကားမင်းကြီးလေးဖူးတွေ့ကြရတာပါဒါကြောင့်ကုန်တင်ကြီးနောင်စီကစန်တော်နဲ့စုကိုသူ့စွမ်းနဲ့ခိုးယူပင်းဆောင်ပြီးတော့တရဏဂုံတောင်ထိပ်မှာပင်လယ်မြသားတည်ပြီးတဲ့ဇေဒီတစုကိုတီထားပူဇော်ခဲ့ပါရီအဲ့ဒီကဝါဆိုလာပြင်းနေလေးဖြစ်နေကြတာပါတကယ်တော့ဇယတနာငကားမင်းကဇေဒီတော်ကိုဘယ်သူမှမတိုင်မီမင်းနဲ့တကိုယ်လေးတီးပြီးတော့ပူဇော်ဖို့စီစဉ်ကြတာပါ ဒါပေမဲ့ဒီကြောင်းကိုနန္ဒကဝိစာပုဂ္ဂိုလ်တွေကသူတို့တကူဆွမ်းနေတည်သွားပြီးတော့စေရီတီတဲ့နေရာမှာပါဝင်ခဲ့တယ်ဆိုတဲ့သမိုင်းတွေလည်းရှိခဲ့ပါသည်။တကယ်လို့454 929ကြားမှာနန်တတဲ့အလောင်းစီသူမင်းလက်ချက်မှာဖောင်ဆက်ကြနဲ့တိုင်းခမ်းလဲလဲရင် မော်တင်စိုးတောင်ကျေးနီးမှာရှိတဲ့ငကေးရဲ့အငူမှာဖောင်တော်ဆိုင်ခဲ့ပါရီအဲဒါကြောင့်အလောင်းစီသူမင်းကြီးလည်းအကြောင်းမဲ့မဖြစ်နိုင်ဘူးဆိုပြီးတော့စူးစမ်းချိန်မှာတော့ငကားမီးတီတဲ့စိုင်းတမော့ရွယ်စေးတော်ကိုဖူးမြော်ခဲ့ရတာပါအဲဒီချိန်မှာပဲစေးတော်ကိုသာသနာနဲ့ကာလာပတ်လုံးအထွတ်ရှည်တည်တဲ့အောင်ဆိုပြီးအဝန်တန်တောင်40အမြင့်တန်တောင်25ရှိတဲ့စေးတော်ကြီးဖြစ်မုံမံပူဇော်ခဲ့ပါရီအဲဒီနောက်ပိုင်းမှာခေဆက်ဆက်ကသာသနာပြုပုဂ္ဂိုလ်တွေလည်းစေးတော်ကြီးကိုဆက်လက်မုံမံပူဇော်ရင်းလက်ရှိချိန်တွေအထိရောက်ရှိလာခဲ့တာပါ မော်တင်ဆိုးစီရီကြီးမှာအဝယ်ထူးဆန်းဝယ်ရာဆက်လက်တွေလည်းပိုင်ဆိုင်ထားကြတာဖြစ်ပါရည်ဒီလိုထူးဆန်းမှုတွေကိုပြုစုထားတဲ့သူတွေအစိုးရအချက်၁၈ချက်တောင်မှရှိတယ်လို့ဆိုပါရည်အဲအရီကတော့ဇေယျတော်ကြီးရင်ပြင်မှာတယောက်တည်းဒိတ်ထန်ပြီးခုနှစ်ပတ်ရှစ်ပတ်ပါကရွှေတန်ငွေတန်တွေကိုကြားရခြင်းဒုတိယကမ္ဘာစစ်အတွင်းကအင်္ဂလိပ်တို့ရဲ့ အမြမိုးစက်တနက်မိုးတွေရွာသွန်းခဲ့တော့လဲဇေယီတော်ကြီးကိုထိခိုက်မှုမရှိခြင်း။လာပြေလာခွေနေများမှာရောင်ကြီးတော်များကွန်မြူလေရှိတဲ့ခြင်း။ဇေယီတော်နီးနဲ့ဘုရားပရဝံတွင်မှာရာသီဘန်းများမပြည့်ပွင့်တဲ့ခြင်း။ညချမ်းခါတွင်မှာဇေယီတော်ပေါ်၌အမိုးရင်နဲ့များတင်းပြက်နေတဲ့ခြင်း။ခေါင်းလောင်များလူမတီးဝဲမြည်တဲ့ခြင်း။လူပုဂ္ဂိုလ်တွေအာယုံဆုံးဆုံးကပ်ဖို့အတွက်ဆောင်းဆိုင်လူတန်းကြပါပေမယ့်။ဆွမ်းအိုကက်လူတို့ကြိုးရှိနေခြင်း။နေကြနေတကားတို့က ဇီရောကိုရဖာရခါလာဖူးမြော်တဲ့ကြပါမိလူတွေကိုအန္တရာယ်မပြုခြင်းလာပြေလာခွေနေ့တွေမှာဇီဒီကုန်းတော်မှာဘုံမောင်းတူရိယာတန်တွေကိုကြားရခြင်းအန္တရာယ်များကြားရောက်ပါကဇီရောကြီးအားရှ िख ိုးဆူတောင်းလိုက်သောအခါဘေးကင်းသွားခြင်းတပေါင်းလာပွဲတော်ချိန်ခါမှာကြီးကန်းအုပ်ကြီးကဇီရောနီးမှာရှဝဲပူဇော်နေတဲ့ခြင်းဖျားပွဲတော်တင်းမှာလူပေါင်းသိန်းချီလာရောက်ကြပါမိတောက်သုံးရေကန်တွေဘယ်တော့မှမခံသွားတဲ့ခြင်းဖျားစွန်းတော်တွေကိုကြီးတကောင်မှလာစားတော့တာမျိုးမရှိခြင်း ပွဲတော်တွင်လူပေါင်းသိန်းချီလာတတ်ကြပေမဲ့ရင်ပြင်ကအမြဲဆန်နေခြင်းတစ္ဆာဒိဋ္ဌံပြု၍ပရိစိတ်ပါကရင်မြတော်မှာမြည်တံနေကိုကြားတတ်ခြင်းနှင့်တပေါင်းလာတိုင်းမှာဖျားဝဲမကျင်းပါဖြစ်ပါကတောင်းတော်မြည်တံကိုကြားတတ်ခြင်းတို့ဖြစ်ကြောင်းဝေမျှလိုက်ခြင်းနှင့်ဒီပြိုလေးကိုနှီးကုံချောလိုက်ပါသည်အဆုံးတီကြည့်ရှုအားပေးခဲ့ကြတဲ့အတွင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်